အလုံးမဲမင်္ဂလာပါရှင်ဇေဝတုတ္တကဏ္ဍအနေကြိုဆိုပါရယ်ယခုတစ်ပတ်ကိုပြဝေပေးခြင်းနဲ့ကြောင်းရတော့ဒီမေးထားရဲ့မေးခွန်းလေးပေါ့နော်ဒီ28လုံးပါတဲ့တာစိကတ်တောက်နေတာတဲ့ဆေးတောက်ဖို့မေ့သွားတာနှစ်ရက်ရှိနေပြီပေါ့နော်ဆေးတောက်လို့ရပါသေးလားတဲ့ကိုဝင်မရအောင်လို့အာဆ iamma ရေးတဲ့ဗာဆေးတွေတောက်လို့ရလဲဆိုတော့မေးခွန်းလေးမေးထားအတွေ့ရပါတယ်ဒီမေးခွန်းလေးကိုဒီဗီဒီယိုလေးကနေပြီးတော့ပြန်ပြီးတော့ဖြေချပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီအိမ်နောက်တဲ့အမျိုးသမီးတွေပေါ့နော်ဒါလေးကတော့ဖြစ်လိဖြစ်ထားရှိရဲ့ အာကျမကြီးပြဿနာတမျိုးပေါ့နော်။ဘာလဲဆိုတော့ဒီကိုဝင်တားဆေးပေါ့အိမ်တော်တဲ့မျိုးသမီးရာဒီကိုဝင်တားဆေးကပ်ကိုပေါ့တောက်ဆေးကိုတောက်နေရပေါ့နော်။တောက်ဆေးကိုတောက်ပြီးတော့အလုပ်တွေများပြီးတော့သူကတားဆေးတောက်တာမိဟာနှစ်ရက်ရှိပြီပေါ့။ဒါဆိုရင်ဘာလေးတောက်လို့ရလဲဆိုတော့ကျမတို့ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကိုဝင်တားဆေးဆိုတာကသူကပေါ့နော်နေ့စဉ်ပေါ့နော်ဖြစ်နိုင်အချိန်မှန်မှန်တောက်ဖို့လည်းလိုအပ်ပါတယ်။ဒါအပြင်ပေါ့နော်နေ့စဉ်နေ့တိုင်းမမိပဲနဲ့တောက်ဖို့လည်းလိုအပ်ပါတယ်ရှင်။ကိုကပေါ့နော်အခက်မတင်မဲနဲ့ တချို့ပေါ့နော်မမျော်လင့်မဲ့ကိုဝင်ရနိုင်တဲ့အခြေအနေကတော့အခက်မသိမဲပေါ့နော်ဒါစီတောက်ပုံမိသွားတာအဲဒီတချို့ကြတော့အချိန်မှန်မတောက်တာတချို့ကြတော့ပေါ့နော်ဒီမမျော်လင့်မဲနဲ့ကိုဝင်ရတာမျိုးတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ဒီမှာဆိုရင်ပေါ့ဒီဒါစီကတ်အကြောင်းအရင်ဆုံးပြောပြရမယ်ဆိုရင်ကိုဝင်ဒါစီကတ်မှာတော့ဒီ28လုံးကတ်ပါတာရှိရယ်ဒီ23လုံးကတ်ပါတာဆိုပြီးတော့ရှိပါတယ်ရှင် ဒီ28လုံးကပ်ပေါ့နော်ကိုဝင်တားဆီးရတော့ဒီကျမတို့ပေါ့နော်အဲ3 4တန်းပါတယ်ပေါ့နော်ဒီတားဆီးကတ်ထဲမှာဆိုရင်အတန်း4တန်းပါပါတယ်ဒီပထမအဦးဆုံး3တန်းကတော့သူကအဲဒီကိုဝင်ကိုတားဆီးနိုင်တဲ့အာနိသင်ရှိပါတယ်ဒီနောက်ဆုံးအတန်းကတော့သူကတော့ဒီတန်တက်အာဆီးပေါ့နော်တန်တက်အာဆီးဖြစ်ပါတယ်အဲအဓိကအားဖြင့်ကျမတို့ကဒီအပေါ်ဆုံး3တန်းအဆီးကိုမေ့သွားပြီဆိုရင်တော့အရေးကြီးပါတယ်ရှင်အဲအဲဒီကိုဝင်တားဆီးတောက်ပြီးတော့ဆေးတစ်လုံးမေ့တယ်ပေါ့နော်အဲဆေးတစ်လုံးမေ့တယ်ပြောမယ်ဆို တည့်ရမိရယ်ဆိုရင်တော့မလုပ်ရမလဲဆိုရင်မိမိချင်းစီကိုကိုမှတ်မိရဲ့အချိန်မှာပြန်တောင်းရမယ်။အာပြီးတော့ဒီတနေ့တာပေါ့နော်။ကိုတောင်းရမယ့်အချိန်မှာကိုတောင်းရမယ့်တနေ့အလုံးကိုပြန်ပြီးတော့တောက်ပေးဖို့လိုအပ်ပါတယ်ရှင်။အကယ်၍ပေါ့နော်။ဒီကိုဝင်သားစီကနှိမ့်ရက်ပေါ့နော်။နှိမ့်ရက်တောက်ဖို့မိတယ်ဆိုရင်ဒီတတိယရခြင်းမှာပေါ့နော်။တတိယရခြင်းမှာအာစေတလုံးကိုတောက်လိုက်ရမယ်။ဒါအပြင်ပေါ့နော်ဒီဒုတိယရက်မှာ ပုံမှန်ကိုတောင်းရမယ့်စီကိုတောက်သုံးပေးဖို့လိုအပ်ပါတယ်ရှင်။ အဲဒီလိုချင်းဒီမျိုးမှဆိုရင်ပေါ့လိုအပ်တယ်ဆိုရင်ကိုကအာကျမတို့လိန်ဆက်ဆန်နေဆိုရင်တော့ကျမတို့ကရေးပေါ့ဒါစီကိုလည်းတုံးဖို့အတွက်လိုအပ်ပါတယ်ရှင်အဲအကေရေးပေါ့နော်ကိုကဒီစေးတောက်ဖို့ပေါ့နော်ဒီတားစေးကိုတောက်ဖို့အတွက်ဒီ၃ရက်ပေါ့၃ရက်နဲ့၃ရက်အထက်မေ့သွားပြီဆိုရင်တော့ကျမတို့ကအရေးကြီးပါတယ်ရှင်မဖြစ်လို့လဲဆိုတော့တတိယရရချင်းမှာတော့တလုံးတောက်လိုက်ရမယ်ဒါအပြင်ပေါ့နော်သူသူ့ရက်မှာအတောင်းရမယ်စေးကိုလည်းပုံမှန်အတိုင်း ပုံမှန်အချိန်မှာတောက်ပေးဖို့လိုအပ်ပါတယ်အသုံးလုံးမိသွားလို့သုံးလုံးလုံးကိုတပြိုင်တည်းအတောက်ပေးစရာတော့မလိုပါဘူးရှင်ဒါပေမဲ့ကျမတို့က၃ရက်လုံးမိသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဝင်တားနိုင်မှု ကိုဝင်တားနိုင်မှုဟန်တားပေးနိုင်တာဖြစ်ပါတယ်တားစီရာတော့ကိုဝင်ကိုဝင်တားနိုင်မှုစွမ်းအားကိုဟန်တားပေးနိုင်နေဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီတပတ်ပေါ့နော်9ရက်ကိုလိန်ဆက်ဆက်မှုကိုရှောင်ပေးရမှာဖြစ်ပါတယ်အကယ်၍9ရက်လိန်ဆက်ဆက်မှုကိုမရှောင်နိုင်ဘူးဆိုရင်ကုန်တုံးသုံးမရမှာဖြစ်ပါတယ်ဒါအပြင်ပေါ့နော်ကျမတို့ကဒီငါဟိုဒီဒီပေါ့နော်ဒီအရေးပေါ်တားစီကိုပေါ့လိန်ဆက်ဆက်ပြီးတော့သုံးပေးရမှာဖြစ်ပါတယ်ရှင် ဒီအရေးပေါ်တားဆီးရဲ့ရည်ရွယ်ချက်ကတော့ကိုကဒီလိုမျိုးအခြေအနေမျိုးပေါ့နော်ဒီတားဆီးတွေတောက်ဖို့မိသွားတဲ့အခြေအနေမျိုးတွေအကွန်တုံးတွေပြဲပေါက်သွားတဲ့အခြေအနေမျိုးတွေဒါပြင်ပေါ့နော်ဒီအရေးပေါ်အခြေအနေမျိုးမှာသုံးရတဲ့တားဆီးမျိုးဖြစ်ပါတယ်ရှင် ဒီအေးပေါ်ဒါစီဆိုရင်တော့ဒီဆေးလုံးကနှလုံးပုံစံရှိပါတယ်ဆေးလုံးကတစ်လုံးပုံစံရှိပါတယ်ရှင်ဆေးလုံးနှလုံးဆိုရင်တော့အာဒီပေါ့နော်ကိုကဒီလိန်ဆက်ဆက်ပြီးတောက်ပေးရမယ်နောက်၁၂နာရီကြာရင်တစ်လုံးကိုထပ်တောက်ပေးရမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ကျမတို့ကမလိုလားအပ်ဘဲနဲ့ကိုဝင်ရမှုကိုဒါစီပေးနိုင်မှာဖြစ်ပါတယ်ရှင်အကယ်၍ပေါ့နော် ကိုကအိမ်ောင်တဲ့မျိုးသမီးအနေနဲ့ခဏခဏပေါ့နော်ဒီသားစင်းတောက်ဖို့မေ့တယ်ဆိုရင်တော့ကျမတို့ကတခြားပေါ့နော်ကိုဝင်ထားနိုင်တဲ့နီလန်းတွေကိုသုံးလို့ရပါတယ်။ဘာလို့ရှိလဲဆိုရင်တော့ထိုးစေးတိုးတာမျိုးရှိပါတယ်။သုံးလခံပေါ့နော်ထိုးစေးကိုဒီအသားလေးကိုထိုးတာမျိုးရှိတယ်။နောက်တစ်ခုကတော့ဘာလဲဆိုတော့သုံးနှစ်ခံလေးနှစ်ခံပေါ့နော်အဲလမောင်းထဲကိုထည့်တဲ့ဆေးမျိုးစားတွေရှိတယ်လို့ဒီတိမ်ထဲကိုထည့်ပြီးတော့ပေါ့နော်သုံးနှစ်လေးနှစ်ကိုဝင်ထားနိုင်တဲ့နီလန်းတွေကိုလည်းသုံးလို့ရပါတယ်ရှင်။ ုတ်ကဲ့ပါဒီဗီဒီယိုလေးကနေပေါ့နော်ဒီကိုဝင်သားစီကိုဝင်သားနီးလန်းနေအကြောင်းကိုမျှဝေပေးသွားတာဖြစ်ပါလိမ့်ရှင်ကြည့်ရှုရဲပရိသတ်များအားလုံးကြားမှာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် Thank you.